အားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့မှာတော့တတရကပါစစ် ဖြစ်တော့မှာလားတကယ်လို့တတရကပါစစ်ဖြစ်လာခဲ့ရင်ဘာတွေဆက်ဖြစ်မလဲကပါစစ်တွေဖြစ်လာတဲ့အကြောင်းရင်းတွေနဲ့အနာဂတ်မှာတတရကပါစစ်ဖြစ်လာတဲ့အခါဘာတွေဖြစ်နိုင်လဲဆိုတဲ့အကြောင်းရင်းကိုသုံးသပ်ကြည့်မှာပဲဖြစ်ပါတယ်ပထမကပါစစ်ဟာ1914ခုနှစ်မှာဖြစ်ခဲ့ပါတယ် ။သက်ဆိုင်ကတော့တောင်ယူရိုပီယန်ဒေသကစာရော်ရီဘူမှာဩစတြီးယားဟန်ဂေရီမင်းသား French Ferdinand လောက်ကျန်ခံရတဲ့အကြောင်းပြုမှုတစ်ခုကနေစတင်ခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့အဲ့ဒီကတိုက်ပွဲတစ်ခုကနေဘာကြောင့်တကဘာလုံးကိုထိခိုက်သွားနိုင်ခဲ့တာလဲ။အဓိကအကြောင်းရင်းတွေကတော့နိုင်ငံတွေကြားမဟာမိတ်စနစ်လူမျိုးကြီးဝါဒနောက်တစ်ခုကစစ်ရေးလက်နက်ပြန်ဆိုင်မှုတွေပါပဲ။ ဥရောပနိုင်ငံတွေတစ်ခုနဲ့တစ်ခုမယုံကြည်မှုတွေရှိလာတာတင်းမာမှုတွေများလာတာကြောင့်တိုက်ခိုက်မှုတစ်ခုဖြစ်လာတဲ့အခါအားလုံးပါလာရင်နောက်ဆုံးမှာတကဘာလုံးကိုပြန်သွားခဲ့တာပါပဲဒီစစ်ပွဲကြောင့်လူပေါင်း16တန်းတိဆုံးခဲ့ပါတယ်9တန်းလောက်ကတပ်မတော်သားတွေဖြစ်ပြီး9တန်းလောက်ကတာမန်ရဲသားတွေဖြစ်ပါတယ်ဒါ့အပြင်23တန်းကျော်ကလည်းဒဏ်ရာရခဲ့ကြပါတယ်ဗီတိရှားပြင်သစ်ဂျာမနီရုရှား အစရှိတဲ့နိုင်ငံတွေမှာလူအင်အားနဲ့စီးပွားရေးထိခိုက်ဆုံးရှုံးမှုတွေများစွာဖြစ်ပေါ်ခဲ့ပါတယ်။ဒါကြောင့်ပဲဗြိတိရှားနဲ့ပင်တစ်တို့မှာစီးပွားရေးကြီးကြီးမားမားပြုတ်ကွဲမှုတွေဖြစ်ပေါ်ခဲ့ကြပါတယ်။ဂျာမနီကတော့ Versailles Treaty အရပြင်းထန်တဲ့ပြစ်ဒဏ်တွေခံခဲ့ရပါတယ်။ဒါကပဲဒုတိယကမ္ဘာစစ်ဖြစ်လာဖို့အကြောင်းရင်းတစ်ခုဖြစ်သွားခဲ့ပါတယ်။1939ခုနှစ်မှာဒုတိယကမ္ဘာစစ်စတင်ခဲ့ပါတယ်။ Adolf Hitler ဟာတပ်မတော်အင်အားနှဲပါမှု စီးပွားရေးကြဆင်းမှုတွေကိုပြန်လည်တည်ဆောက်ရန်ဆန္ဒနဲ့ပြင်သစ်ကိုကျူးကျော်ခဲ့ပါတယ်။ဒီလိုတွေနဲ့ဂျာမနီနဲ့အာနာတည်ဆောက်မှုတွေပြင်သစ်နဲ့ဗြိတိရှားတို့ရဲ့ဒင်းမာမှုတွေဂျပန်နဲ့အာရှမှာအာနာချဲ့ထွင်မှုတွေအားလုံးစုပေါင်းပြီးအခုကျွန်တော်တို့သိကြတဲ့အတိုင်းဒုတိယကမ္ဘာစစ်ဖြစ်ဖို့အကြောင်းဖန်လာခဲ့ပါတယ်။ဒုတိယကမ္ဘာစစ်မှာ လူသန်းပေါင်း80လောက်တေဆုံးခဲ့ကြပါတယ်။အာရှဥရောပအာဖရိကနဲ့အတ္တလန္တိတ်သမုဒ္ဒရာအထိစစ်ပွဲတွေပြန့်ပွားခဲ့ကြပါတယ်။ ဂျာမနီရဲ့နာဇီအာဏာပါဝါဟာအစမတန်ကြီးမားလာပြီးရန်သူတွေလည်းပုံမုံများပြားလာကာဟီရိုရှိမားနဲ့နာဂါဆာကီမြို့တွေမှာဂျပန်နိုင်ငံသားအများအပြားတည်ဆုံခဲ့တဲ့ဖြစ်စဉ်တွေကိုဆင့်ကဲဖြစ်စေလာခဲ့တယ်လို့တောင်ဆိုလို့ရပါတယ်။ဒုတိယကမ္ဘာစစ်ဟာနျူကလ িয়ার လက်နက်ကိုပထမဦးဆုံးအသုံးပြုခဲ့တဲ့စစ်ပွဲလည်းဖြစ်ပါတယ်။ဒီနေ့အခါမှာတော့ရုရှားယူကရိန်းစစ်ပွဲကြောင့်ဥရောပဒေသမှာတင်းမာမှုတွေ မြင့်တက်လာတာကိုတွေ့ရပါတယ်။ 2022ခုနှစ်ဖေဖော်ဝါရီလ24ရက်နေ့ကစတင်ခဲ့ပြီးယခုအချိန်အထိမပြီးဆုံးသေးတဲ့စစ်ပွဲကြီးဟာတနိတချာဆက်ရှင်တက်လာတာမျက်မြင်ပါပဲ။မကြာခင်ကပဲ Trump နဲ့ Zelensky တို့ရဲ့တွေ့ဆုံဆွေးနွေးမှုမအောင်မြင်စွာအဆုံးသတ်သွားတာကြောင့်တင်းမာမှုတွေပုံမုံမြင့်တက်လာပြီးအခြေအနေတွေကပုံမုံရှုပ်ထွေးလာတယ်လို့နိုင်ငံရေးသုံးသပ်သူတွေကဆိုနေကြပါပြီ။ဒီလိုတင်းမာမှုတွေကတတိယကမ္ဘာစစ်ဖြစ်လာနိုင်တဲ့အခြေအနေကိုတိုးတက်စေတာလားလို့လည်းမိကုန်းနေထွက်ပေါ်လာကြပါပြီ။ နျူကလ িয়ার လက်နက်တွေအသုံးပြုနိုင်ခြေကတကယ်ကိုစိုးဝင်စရာပါ။အခြားနိုင်ငံတမရပူတင်ကနျူကလ িয়ার လက်နက်အသုံးပြုနိုင်ကြောင်းချင်းချောက်ခဲ့သလိုအမေရိကန်နဲ့နေတိုနိုင်ငံတွေကလည်းအသီးသီးသတိပေးချက်တွေထုတ်ပြန်ခဲ့ပါတယ်။ကယ်လို့သာနျူကလ িয়ার စစ်ပွဲကြီးဖြစ်သွားခဲ့မယ်ဆိုရင်ပပာကြီးအတွက်အလွန်ထိခိုက်မှုကြီးမားတဲ့ပြောင်းလဲမှုတွေဖြစ်လာနိုင်ပါတယ်။နျူကလ িয়ার ဘုံးတစ်လုံးကပဲမြို့တစ်မြို့လုံးကိုဖျက်ဆီးနိုင်တဲ့အတွက်ကြောင့်အမေရိကန်ရုရှားတရုတ်အိန္ဒိယ ပြင်သစ်ဂျာမနီတို့လိုနျူကလ িয়ার ရှိတဲ့နိုင်ငံတွေတပြိုင်တည်းပြစ်ခတ်မယ်ဆိုရင်တန်းနဲ့ချီတဲ့လူကြီးတွေမိနစ်ပိုင်းအတွင်းဒေဆောင်းနိုင်ပါတယ်ဒုတိယကမ္ဘာစစ်မှာလူတန်း80လောက်ဒေဆောင်းခဲ့ပေမဲ့အခုတတိယကမ္ဘာစစ်သို့မဟုတ်နျူကလ িয়ার စစ်ကြီးသာတကယ်ဖြစ်လာခဲ့ရင်တန်းမောင်းရာကြီးအတားလေးလောကကြီးကနေထွက်သွားနိုင်ပါတယ်နျူကလ িয়ার ဘုံးပေါက်တာနဲ့ကမ္ဘာကြီးရဲ့ပုံမင်းမှုဟာနေရဲ့အပူချိန်ထက်တောင်မြင့်လာပြီမိုင်များစွာအထိမီးလောင်သွားနိုင်ပါတယ် ရေဒီယေးရှင်းကြောင့်အနီးအနားမှာရှိတဲ့လူတွေကအချိန်တိုလေးတွဲမှာပဲတည်ဆုံးနိုင်ကြပြီးမတည်တဲ့လူတွေကလည်းကင်ဆာ DNA ပြိုကွဲမှုတားဖွားမှုအခက်အခဲတွေတွေ့ကြုံရနိုင်ပါတယ်ဟီရိုရှိမားနဲ့နာဂါဆာကီမှာဒီလိုပြဿနာတွေဖြစ်ခဲ့ပြီးယနေ့ထိတောင်ကြံရည်နေသေးပါအခြားတစ်ချက်ကတော့နျူကလ িয়ার ပုံးတွေများစွာပောက်ကွဲပြီးသွားရင်မူရီထဲမှာအဆိပ်တွေများလာပြီးနေအောင်ကြီးကိုမိခိုးတွေကပိတ်မိသွားနိုင်ပါတယ်အဲဒီလိုဖြစ်သွားရင်မိုးလေဝသပြောင်းလဲပြီး နျူကလ িয়ার ဝင်ကြားလို့ခေါ်တဲ့ယာဒီဥဒုတခုဖြစ်လာနိုင်ပါတယ်။ဥပမာတောင်တန်းဒေသတွေမှာအများအားနှင်းကြနေပြီးစိုက်ပျိုးရေးမှာမဖြစ်နိုင်တော့တာ။ဒါကနေတဆင့်အစားတောက်ထုတ်လုပ်မှုပြိုကွယ်ပြီးကမ္ဘာလူဦးရေ10ဘီလီယံထဲက6ဘီလီယံခန့်အထိတိုးဆုံးနိုင်တယ်လို့သူတည်တနာတွေကခန့်မှန်းထားကြပါတယ်။နိုင်ငံရေးစနစ်တွေကလည်းပြိုကွဲလာနိုင်ပါတယ်။ American Pressure တရုတ်တို့ကနိုင်ငံအဖြစ်မရှိတော့ပဲစစ်တပ်တွေက ထိန်းချုပ်လာနိုင်ပါတယ်။ တချို့နိုင်ငံတွေမှာဗိုလ်ချုပ်တွေအာဏာသိမ်းနိုင်ပြီးလူတွေက အသက်ရှင်မှုတိုက်ခိုက်တဲ့အခြေအနေတွေအထိရောက်နိုင်ပြီးမင်းမဲ့တိုင်းပြည်တွေပေါ်ထွက်လာနိုင်ပါတယ်။မြန်မာနိုင်ငံအနေနဲ့တော့တိုက်ရိုက်တိုက်ခိုက်ခြင်းခံရမယ်လို့မထင်ပေမဲ့တရုတ်နဲ့အမေရိကန်တိုက်ပွဲဖြစ်လာရင်ထိခိုက်မှုတွေရှိနိုင်ပါတယ်။ဒုက္ခသည်တွေအရောက်များလာနိုင်ပြီးအစားအသောက်ချို့တဲ့မှုတွေရှိလာနိုင်ပါတယ်။စီးပွားရေးလည်းပြိုကွဲလာနိုင်ပြီးလူမှုအငြင်းအကျေးတွေကြောင့်ကျန်းမာရေးထိခိုက်မှုတွေလည်းရှိလာနိုင်ပါတယ်။နျူကလ িয়ার ဆက်ဟာ တနိုင်ငံနဲ့တပြည်တော်နဲ့အတွက်သာမဟုတ်ပဲလူသားအလုံးအတွက်အသက်အန္တရာယ်ဖြစ်မဲ့အကြီးမားဆုံးချိန်ချောက်မှုဖြစ်ပြီးတကယ်၍ဖြစ်လာခဲ့ရင်မိသူမှ အနိုင်မရပါဘူးဒီလိုမျိုးပြဿနာတွေမဖြစ်အောင်တားဆီးဖို့အတွက်နိုင်ငံတကာငြိမ်းချမ်းရေးဆွေးနွေးမှုတွေကိုပုံမအာရုံစိုက်ဖို့လိုအပ်ပါတယ်အခြားတစ်ဖက်မှာတော့တရုတ်နဲ့ထိုင်ဝမ်ကြားအင်းမာမှုတွေကလည်းတတိယကမ္ဘာစစ်ဖြစ်လာနိုင်ခြေတိုးစေတာကို တွေ့ရပါတယ်တရုတ်ကထိုင်ဝမ်ကို သူ့နိုင်ငံရဲ့အစိတ်အပိုင်းအဖြစ်မြင်ပြီး အမေရိကန်ဘက်ကတော့ထိုင်ဝမ်ကိုကာကွယ်ပေးမယ်ဆိုတဲ့ကတိတွေ ပေးထားပါတယ်။ဒီလိုအခြေအနေကနောက်ဆုံးမှာအမေရိကန်နဲ့တရုတ်ကြားတင်းမာမှုတွေပုံများလာပြီးတော့ရှင်းပြဖို့အလားအလာကိုပုံမတိုးစေတာဖြစ်ပါတယ်။နောက်ထပ်အရေးကြီးတဲ့အချက်ကညီပညာပိုင်းဆိုင်ရာစစ်ပွဲတွေပါ။နိုင်ငံတွေကအပြိုင်ဆိုင်ညီပညာအသစ်တွေကိုတီထွင်ပြီးအထူးသဖြင့်ဉာဏ်ရည်တု AI တွေကိုစစ်ရေးတွေမှာတုံးလာတာကိုတွေ့ရပါတယ်။ဒါကစစ်ပွဲတွေကိုပုံမအရှိန်ဟုန်ဖြစ်စေပြီးထိန်းချုပ်ရခက်ခဲစေပါတယ်။ ုံးတက်လိုက်တဲ့အခါဒီအခြေအနေတွေကတတိယကမ္ဘာစစ်ဖြစ်လာနိုင်ခြေဒိုးစင်နေတယ်ဆိုတာကိုတွေ့ရပါတယ်